အဖိုးကြီးကအမိုက်ကောက်နေတဲ့အချိန်မှာဖြတ်သွားတဲ့မိမတယောက်ကသူ့ဘက်ကိုအမိုက်အိတ်တွေပြေးပြေးလိုက်ပါတယ်။အဖိုးကြီးကတော့အဆင်မဆိုးပါဘူး။ဒီလိုကိစ္စတွေခဏခဏဖြစ်တတ်တာကြောင့်သူကနေသားကြနေပါပြီ။ဆိုင်နေဆိုင်ကိုဖြတ်သွားတဲ့အခါမှာတော့ဟင်းချက်နေတဲ့ဆိုင်ရှင်ကဟင်းပိုတွေကိုတုံ့ပြန်ပါတယ်။အဖိုးကြီးတစ်ချက်ကြည့်လိုက်တာနဲ့မျက်စောင်းထိုးခံလိုက်ကြပြီးတော့သူ့ရဲ့အဖိုးကိုပြေးတဲ့အစားသူကအဖိုးကိုပြေးမဲ့အစားအကုန်လုံးကိုတုံ့ပြန်လိုက်တာပါ။အဖိုးကြီးကတရေတွေကိုမြုပ်ပြီးတော့ဆက်ပြီးတော့သွားနေပါတယ်။ကားစင်းနေတဲ့လင်မယားနှစ်ယောက်ဖြတ်သွားတဲ့အချိန်မှာတော့အဲ့ဒီယောက်ျားကသူ့ရဲ့ရေပိုင်းနဲ့အဖိုးကိုချိန်ပြီးတော့ရေဖြန်းလိုက်ပြန်ပါတယ်။ အဖိုးကဘာမှပြန်မပြောဘဲနဲ့ထွက်ခွာသွားပြန်ပါလေအခုချိန်မှာတော့သူဟာရေခဲမုတ်ဆိုင်တစ်ခုနားကိုရောက်လာခဲ့ပြီးတော့တခြားကလေးတွေရေခဲမုတ်ဝယ်ဖို့တန်းစီနေတာကိုတွေ့လိုက်ရပါတယ်ဒီကလေးမလေးတယောက်တည်းပတ်စံမရှိတာကြောင့်ငေးကြည့်နေတာဖြစ်ပြီးအဖိုးကသူ့ကိုတနာသွားခဲ့တာကြောင့်မုတ်ဝယ်ဖို့အတွက်ပတ်စံပေးလိုက်ပါတယ်အဲ့နောက်မှာတော့သူ့ရဲ့တွန်လေးလေးနဲ့ထွက်ခွာလို့သွားပါတယ်ကလေးမလေးကအဖိုးနဲ့မတိပါဘူးသူကအဖိုးပြီးတဲ့ပတ်စံနဲ့ရေခဲမုတ်တစ်ပွဲဝယ်လိုက်ပြီးတဲ့နောက်မှာတော့ဆိုင်ရှင်ကပတ်စံတပြားပြန်ပြီးတော့အန်လိုက်ပါတယ်ပုံမှန်အပြင်ဆိုလို့ရှင်တော့အဖိုးကလမ်းကြကြီးရှောင်းမှအမိုက်ကိုတွန်းလဲအပြစ်ရမှာပါ ဒါကြောင့်မလို့ပဲသူ့ရဲ့ညာဘက်ခြေထောက်ကအမြဲတမ်းနာနေတာဖြစ်ပြီးသူဟာဆေးတော့ပြီးတော့ထိန်းထားရပါတယ်။အိမ်မြေရောက်သွားတဲ့အခါမှာတော့သူ့ရဲ့ညာဘက်ခြေထောက်အတုကိုဖြုတ်လိုက်ပါတယ်။အဖိုးကလူငယ်ပေါ်တော့ကအက်ဆီဒင့်ဖြစ်ခဲ့တာကြောင့်ခြေထောက်ဖြတ်လိုက်ရတာပါ။ဒါကြောင့်မလို့ပဲသူဟာခြေထောက်အတုကိုတက်နေရတာဖြစ်ပြီးဒါမှမဟုတ်အဲ့ဒီခြေထောက်တုကအယံကုန်မှပျက်စီးနေပါပြီ။သုံးရတာလည်းအဆင်မပြေသလိုအမြဲတမ်းလေးနာနေတက်ပါသေးတယ်။အဖိုးကအမိုက်ကောက်လို့ရတဲ့ပတ်စံနေနဲ့ခြေထောက်အတုအစ်တစ်ခုလဲဖို့ကြိုးစားနေတာပါ။ဒါမှမဟုတ်သူ့ရဲ့တရက်တာဝင်ငွေကဘယ်နှပြားမှမရှိပါဘူး။ သူရဲ့ဝင်ငွေနည်းပေမဲ့လည်းအလူခံလာတဲ့ဘုန်းကြီးတွေကိုတွေ့ရင်တော့အမြဲတမ်းလူပြစ်ပါသေးတယ်။သူကိုယ်တိုင်ကအရင်ဒုက္ခရောက်နေပြီဆိုပေမဲ့လည်းသူများဒုက္ခရောက်တာကိုတော့မကြည့်ရတဲ့သူပါ။ဒီနေ့မှတော့အဖိုးကရက်ွက်ယုံနာသွားပြီးတော့ကျွန်တော်တို့တခုအတွက်ရှောက်လာသွားပြီးတော့တင်ပါတယ်။ဒါပေမဲ့လည်းဝင်နှင်းကတကူလုံးကညစ်ပက်နေတဲ့အဖိုးကိုကြည့်ပြီးတော့သူရဲ့ရှောက်လာကိုအမိုက်ပုံးလေးကိုလွှင့်ပြခဲ့ပါတယ်။အဲနောက်မှာတော့အဖိုးကိုအကြိုက်ခဲပြောင်းစေတထုပ်ပေးပြီးတော့တီးခံနေဖို့အတွက်ပြောလိုက်တာပါ။အဖိုးကဈေးကိုယူပြီးတော့တိတ်ဆိတ်နေပါတယ်။ဒီနေ့တော့အဖိုးကအမိုက်ကောက်ထွက်တဲ့အချိန်မှာ တခြားယောက်ျားတစ်ယောက်ကသူ့ကိုတိုက်မိသွားခဲ့ပါတယ်။သူရဲ့ခြေထောက်အတူလည်းလွင့်ထွက်သွားခဲ့ပါတယ်။အဲဒီချိန်မှာတော့ပဇံအိတ်တစ်ခုသူ့ရဲ့လက်ပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်။သူ့ကိုလာပြီးတော့တိုက်တဲ့လူကတကိုးဖြစ်နေတာကြောင့်ပဲသူကပဇံအိတ်ကိုယူပြီးတော့ဖတ်ထားလိုက်ပါတယ်။တကူကလည်းပဆန်အေးကိုအတင်းလာပြီးတော့လှုပ်နေသလိုတကူကအဖိုးကိုမူးလဲတော့ကံပြလိုက်ပါတယ်။အဲဒီချိန်မှာတော့တကူရဲ့မိဆွေကဆိုင်ခင်မောင်းလာပြီးတော့အဖိုးရဲ့ခြေတော်တူကိုပြက်စီးအောင်တန်တင်းပြလိုက်ပါတယ်။ရဲတွေလာပြီလို့ပြောပြီးတော့တကူကိုလာပြီးတော့ခေါ်ပါတယ်။တကူလည်းမတက်နိုင်တဲ့အခါမှာတော့အရင်ဆုံးထွက်ပြေးသွားပါတယ်။ ဂျမ်းမြေပေါ်မှာလဲနေတဲ့ဖိုးကားမူသွားခဲ့ပြီးမှပစံအိတ်ကိုကောင်းကောင်းလေးဖတ်ထားတာဖြစ်ပြီးသူ့ရဲ့ကျတော်တူကလည်းတကူကြောင့်ပြက်စီလို့သွားခဲ့ပါပြီ။အခုချိန်မှာတော့ပစံအိတ်ပိုင်ရှင်ကရောက်လာခဲ့ပြီးတော့အဖိုးရဲ့လက်ထဲကပြန်ပြီးတော့ယူလိုက်ပါတယ်။ပစံအိတ်ပိုင်ရှင်ကအဖိုးကိုကျေးဇူးမတင်တဲ့အပြင်အဖိုးကိုလည်းတကူဆိုပြီးတော့ဆွဆဲပြန်ပါတယ်။အဖိုးလည်းအဖမ်းခံလိုက်ရပါတယ်။သူနိုးလာတဲ့အခါမှာတော့ထောင်ထဲကိုရောက်နေတာဖြစ်ပြီးအခုချိန်မှာတော့သူဟာရဲတွေကိုတွားပြီးတော့ရှင်းမပြတော့ပါဘူး။အထီးကျန်ဆောင်နေပဲကြောင်မာထိုင်နေတာဖြစ်ပြီးတော့ကန်ကောင်းတာကတော့အဖိုးဟာမုံမိုးပေးခဲ့တဲ့ကလေးမလေးက TV ကနေ အဖိုးရဲ့တရင်ကိုတွေးလိုက်ပါတယ်။အဖိုးအတိုက်ခံရတဲ့နေ့မှာလေကောင်မလေးကဘေးမှာရှိနေတာဖြစ်ပြီးတော့ဒါကြောင့်မလို့ပဲသူဟာဆိုင်ရှင်သူ့ကိုပြန်အနေနဲ့အကျွေစီလေးနဲ့တယ်လီဖုန်းတဲကိုသွားပြီးတော့ဖုန်းဆက်လိုက်ပါတယ်။တခိုးရီအဖိုးကိုတိုက်ခဲ့တဲ့အကြောင်းကိုလည်းတဆန်ရရုံကိုတန်းလိုက်တာဖြစ်ပြီးရဲဘီကလည်းပြန်ဆုံဆိုင်ပြီးတော့အဖိုးကိုလွတ်ပေးလိုက်ပါတယ်။အဲနောက်မှာတော့ကျွန်တော်အတူကိုလည်းလက်ဆောင်တစ်ခုပေးလိုက်တာဖြစ်ပြီးကောင်မလေးကထွက်လာတဲ့အဖိုးကိုကြည့်ပြီးတော့ပြုံးလွန်နေပါတယ်။အဖိုးကလည်းကောင်မလေးကိုကြည့်ပြီးတော့ပြန်မြုံပြနေပါတယ်။အဖိုးကကောင်းမှုကိုလုပ်ခဲ့တာကြောင့်ပဲအဆိုးရဘက်ကသူ့ကိုတွန်းလဲအစ်တစ်ခုလက်ဆောင်ပေးခဲ့ပြန်ပါတယ်။ အဲနောက်မှာတော့အဖိုးနဲ့ကလေးမလေးဟာရင်းနှီးလို့သွားခဲ့ပြီးတော့စိတ်ထားကောင်းတဲ့အဖိုးကြီးကသူများကိုကူညီပြီးဘာကုန်းမှပြင်ရဖို့အတွက်မမျှော်လင့်ခဲ့တာပါသူကိုယ်တိုင်ကအရန်ဒုက္ခရောက်နေပြီဆိုပေမဲ့သူများဒုက္ခရောက်နေတာကိုဒီတိုင်းမကြည့်ရခဲ့တာပဲဖြစ်ပါတယ်